ညီမကိုကိုလိုလုံးဝဖမ်းတဲ့အချိန်ပေါ့သူတို့ပြစ်ဖမ်းတဲ့အချိန်ညီမမျက်လုံးနဲ့လုံးဝအဲခိုးတယောက်လုံးကိုဖမ်းတဲ့အချိန်ညီမမျက်လုံးနဲ့လုံးဝမြင်ရတယ်ကွာနောက်တစ်ခုအစိုးဆုံးတခါညီမခံစားရတာဖေဖေဆုံးတဲ့အချိန်မှာညီမတို့မောင်နှမရဲ့လုံးဝသူ့နောက်ဆုံးအချိန်ကိုမတချိုးနိုင်တဲ့ဘူးပေါ့နော် င်္ဂလာပါဒီတစ်ခေါက်မှာလဲဒါကျွန်တော် SSND ကအဲတလိုင်းရဲမေအဲတယောက်နဲ့ကျွန်တော်မိတ်ဆက်ပဲပြုံးလာလို့ရတယ်ပြုံးလာလို့ရတယ်ဒါအဲအရင်ပြောရင်ကျွန်တော်အရင်နေ့ကတော့ရင်းနှီးတယ်ခင်မင်းနဲ့အဲကမ်ဘေးကိစ္စတွေကျွန်တော်ပြောဆိုတိုင်ပင်ကြတယ်အမောင်းနှမတွေပေါ့ဗျာအဲ့တော့အခုတော့ဒါလုံးဝဒီမှာလာပြီးတော့တွေ့ဆုံရပြီပေါ့နော်အဲ့တော့ကျတော့ဒါဒီညီမရေဘက်ကပေါ့နော်အဲရေဘက်ကနဲ့ပတ်သက်လို့လေအဲတလိုင်းနဲ့အတွေ့အကြုံတွေကျွန်တော်မေးကြမှာပေါ့နော်အဲ့တော့ညီမမိတ်ဆက်ပေးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ SSND ရဲ့မြင်းဆောင် KNDF video အမှတ်9ရက်ဘဏ္ဍာချုပ်ဝင်းတာဝန်ခံနှစ်ရဲမေတွေဘက်ကပဲဖြစ်ပါရခင်ဗျ။အဲဘဏ္ဍာချုပ်ဝင်းတာဝန်ခံဆိုတော့အတိအတိုင်းပဲစိတ်ညစ်စရာတွေများပါပေါ့။အရင်ကတော့ line မှာပဲတွေ့ကြအခုတော့မြေပြင်မှာဟိုဆရာမကြီးပြောသလိုအရှင်လက်လက်ကြီးတွေ့ကြတွေ့ရပြီပေါ့။အဲဘင်္ဂလာပါဘင်္ဂလာပါဘင်္ဂလာပါအဲကျတော့အာမယ်ရီဘက်ကအနေနဲ့ပေါ့နော်အတီတော်လန်ရေးတဲ့မှာအဲပါဝင်ပြတဲ့ပုံလေးနဲ့အရင်စလိုက်ဘယ်လိုဘယ်လိုပုံစံမျိုးနဲ့ပါဝင်ပြသလဲ။ ါဝင်ဖို့စူးစမ်းတဲ့အခါမှာဘာကြီးကြုံသလဲမိသားစုနဲ့ပတ်သက်တဲ့အခက်အခဲဘာကြီးရှိသလဲပေါ့အဲ့ဒါမျိုးအဲ့ဆိုရင်တော့ဆရာကျွန်တော်အာဒီရန်တောင်သူမဟုတ်ပေါ့နော်ကျွန်တော်မွေးဖွားလာတာရန်ကုန်မြို့ပေါ့အဲ့ဒီမှာအရင်ဆုံးကျွန်တော်အာနာသိန်းတာနှစ်လပိုင်းတစ်ရက်နေ့ကျွန်တော်မိသားစုတမိသားစုလုံးစပြီးတော့ Friday စထွက်တာကနှစ်လပိုင်း9ရက်နေ့ပြီးတော့ကျွန်တော်ကဒီတကုံအကြောင်းသားတမကဟိုအဖွဲဝင်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကို ကျွန်တော်တို့ဒီ strike တွေမှာဒီចောင်းသားသမဂ္ဂနဲ့အဲ့လိုမျိုး strike တွေပထမဦးဆုံးတော့ဆန္ဒပြတဲ့ကာလမှာတော့ရိုးရိုးတန်းတန်းဆန္ဒပဲပြခဲ့တာပေါ့အင်းအဲ့ဒါနဲ့အဲ့ဒီနောက်ပိုင်းမှာကျတော့ဒီသမဂ္ဂလည်းဖြစ်တယ်ဆိုတော့ဥစီရတော်ချင်းနဲ့ညွာ KNU တက်မှာ6ပေါ့ဟိုဟာဘက်ပေါ့ဖျားသုံးစုနဲ့ကော့ဂရိတ်နဲ့ဖျားသုံးစုကြာအဲ့ဒီမှာ SOF မှာညီမစစ်တနန်းသွားတက်ခဲ့တယ်။ UG ပြန်ကစားရပေါ့ရန်ကုန်မြို့မှာဟုတ်။ငါပင်းကြီးလို့ UG ပြန်ပြန်ကစားတာ။ဒါမိသားစုတစုလုံးကဘာဝင်လား။ อืมมีตาสุตะสุลงปาวินกระเหมองหนูมา3รอบเว้ยชีอ่ะญาติมาบาเปิ้ลงสรอกนโกกระเดะอ่ะญาติ6ดัน2กระเมเมียซ้องเลยญาติอโกเนี่ยหมองเลจ้ามาเนี่ยเมงเกลียะที่เดียวเว้ยป่ะพี่ๆอ่ะแลพี่ๆแลบอมมาเว้ยជីปิ้นล่ะบ่พี่รอปูพี่รอหัวผิดตาญาติเมเมียชันเนเน่ဆက်တယ်ဗုဒ္ဓဘာသာพี่ๆก็တော့จูจูบ่จูမျိုးเนี่ยซะบาเปิ้ลงสรอกญาตินโกกระเดะอ่ะญาติတို့ก็โหเสียวแล้วตีอ่ะได้ ဂျူးလူမျိုးတွေကဟိုရင်ကလေးကလူမျိုးတုံးတက်ပြမှုခံရတယ်အဲ့တော့ညီမတို့မှာညီမတို့ဒီသွေးသားမှာဟိုကအစိုးရကလေးကမတရားမှုဆိုညီမတို့မခံနိုင်တဲ့စိတ်ဓာတ်ရှိရပါတော့ပြောချင်တာတော့ဒီမတရားမှုကိုမတရားမှုပေါ့ဟောပြီးတော့ဘာလို့ပြောမလို့ဆိုကို့အဖွားအရွယ်ပေါ့နော်ဘာမှဟိုမဖြစ်တဲ့ဟာကိုဒီလိုလက်နက်ကင်ပြီးသူတို့အနိုင်ကျင့်တယ်ပြီးတော့ညီမတို့ဒီလူငယ်တွေအကုန်လုံးကိုခေါင်းတွေကြီးပဲတက်တက်ပြစ်တာသူတို့ကတော့ခေါင်းပဲပြစ်တာညီမတို့ကနှလုံးသားကိုလုံးဝထိခဲ့တာ ။အဲအကြောင်းမို့ညီမအကုန်လုံးဒီတော်လိုင်းလေးတော့လုံးဝဒီဇိုင်းမမရောက်လာပေါ့။မရောက်လို့လည်းမရတော့ဘာဖြစ်စောအကုန်လုံးလည်းသူတို့တိမ်ပြီးသွားပြီလေ။ဟုတ်လား။ဟုတ်ဘလို့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 ဘာဖြစ်။ဘလို့စပြီးဖြစ်လဲဆိုတော့ညီမဆနာပြောသလိုညီမတို့အဲဦးစရာတော့ညီမတို့ကိုတမချက်ကိုစစ်ပညာသင်ဖို့ပို့လိုက်တဲ့အချိန်မှာညီမတို့ရန်ကုန်မှာပြန်ပြီးတော့ညီမတို့မောင်နှမရေအကုန်လုံး YouTube ပြန်ကစားကြတယ်။အဲ့လိုပြန်ကစားတဲ့အချိန်မှာညီမတို့အဖွဲတွေရပါတော့။သူကကြတော့အလौဒအလौဒမတမက တပိတ်ခေါင်းဆောင်အဲအဲ့တယောက်ကမိလဲမိရောမျိုးပေါ်မှာတော့ဆရာတိတဲ့အတိုင်းပဲညီမတို့တယောက်မိပြီဆိုတဲ့ကွန်ရက်တွေနဲ့အကုန်လုံးမျိုးပေါ်မှာဆိုအဲစုဖမ်းကြတာအဲ့လိုစုဖမ်းတဲ့အချိန်မှာကိုကိုကကြတော့အဲ့အဲ့ဒီအပိုင်းမှာဘလို့လေးကိုကိုကဘယ်နေရာမှာတောင်းဝင်ယူလဲဆိုတော့ညီမတို့အရင်တော့အိမ်မှာတွင်ကုန်နေပါလေလက်ရှိတော့ကိုကိုကဖောက်ခွဲရေးပစ္စည်းတွေတော့အဲကန်းတွေတော့ အဲ့လိုမျိုးနောက်ဆုံးဟိုဂျင်ကလိရေးပါရေးအဲ့ဒါရမှာစားသူစထွင်းနေပြီပြီးရင်ဟိုဘက်ကပြန်လာတော့ညီမတို့မိုင်းနေပါရေးသူကအဲ့ဘိုင်းနေတက်လာတော့အဲ့ဖောက်ခွဲပစ္စည်းကိုသူကအဓိကလုပ်တယ်ဒီမောင်လေးကကြတော့ defense ဘိုင်းနေရောဖြစ်တယ်ညီမကကြတော့ဟိုမှာကလေးကအဲ့လိုမျိုး fundraising ဘိုင်းနေပြီးရင် merit ဘိုင်းကိုညီမကအဲ့လိုမျိုးတာဝန်ယူတာပေါ့ဟုတ်မှ3ယောက်လောက်ဟုတ်3ယောက်လောက်အဲ့မှာ3ယောက်လောက်အဲ့မှာစပြီးဖြစ်တာတော့ဦးစီရတော်တို့နောက်တစ်နေ့မှာဂျိုးပေးတဲ့နေ့မှာညီမလေးတို့ကိုညောက်တကုံ30ရက်ကွာမှာညီမလေးတို့တစ်ဖွဲ့လုံးဝင်ဖမ်းတာอืม အဲ့လိုဝင်ဖန်းတဲ့အချိန်မှာပေါ့ဝင်ဖန်းတဲ့အချိန်မှာကျတော့မောင်လေးကကြတစုခွဲပြီးတော့အဲ့ဒီမှာတခါလွတ်သွားတယ်ညီမနဲ့ကိုကိုနဲ့ကတော့ကားတစည်းထဲမှာတူတူသွားလိုက်တာတူတူသွားတဲ့အချိန်မှာဖြစ်ပုံကအဲ့လိုမျိုးညီမတို့နေတာညီမတို့က UG ဆိုတော့အဲ့ဘက်မှာတောင်တကုံဘက်မှာအဲ့လိုအခန်းလေးငါပြီးနေလိုက်တာနေလိုက်တော့ညီမတို့မောင်နှမသုံးယောက်ကိုလာဖမ်းတာသူတို့အင်အား200ကျော်သုံးထားတာ ဟုတ်ကားတွေရောဒီလိုမျိုးပြီးရင်နောက်တစ်ခါဒီဟွာတွေရောဒီစီတွေရောအများကြီးပဲအဲ့ဒါကိုတွေ့တော့ကိုကွာတောင်တကောင်ကိုမီးပွိုင်လမ်းဆုံးမှာအဲ့ဒီအရာကြီးတွေ့လဲတွေ့ရောကိုကွာတနေရာကိုထပ်ပြီးရောလမ်းဟွာဖြစ်လိုက်တာပေါ့တနေရာထက်ချင်းလာထက်ချင်းတော့ကိုကွာလည်းအမှန်ပြောရင်တော့ဒါသူ့ရဲ့ဒေါ်လာရေးရဲဘော်ရဲဘက်ဆိုတော့အဲ့ကောင်ဖမ်းမိနေမှလည်းမသိလိုက်ဘူးမသိတော့သူချင်းတဲ့နေရာကိုကွာထပ်သွားတယ်အဲ့မှာမောင်နှမသုံးအောင်ဆိုတော့မောင်လေးကလွတ်သွားတဲ့အချိန်မှာညီမနဲ့ကိုကိုနေရကြတော့ အဲ့တနေရာထဲမှာရှိတယ်။ပြီးတော့ကံကောင်းကျင်တော့အဲ့အချိန်မှာညီမတနေကုန်လုံးဘာမှမစားရသေးဘူးလေ။မနေ့ကလေးကချိန်တာညနေ3နာရီလောက်မှညီမတို့အဲ့နေရာကိုရောက်တာ။ရောက်တော့အဲ့ဒီမှာညီမဘိုက်တာစာနေဆိုတော့အဲ့ ABC မတ်ထဲကိုဟိုဘက်လမ်းနဲ့ဒီဘက်လမ်း။အဲ့အဲ့ ABC မတ်ထဲကိုညီမဝင်ပြီးမဟုတ်ဝင်နေတဲ့အချိန်မှာညီမကိုကိုပေါ့နော်။ညီမကိုကိုလို့လုံးဝဖမ်းတဲ့အချိန်ပေါ့သူတို့ပြစ်ဖမ်းတဲ့အချိန်။ ဒီမှာမျက်လုံးနဲ့လုံးဝအဲ့ခိုးတယောက်လုံးကိုဖမ်းနေချင်ညီမမျက်လုံးနဲ့လုံးဝမြင်ရရကွာကိုကိုဟာအမေကောင်းစွတ်တွေစွတ်သွားရဲ့ပြီးရင်အဲ့လိုကားနဲ့တင်ပြီးခေါ်သွားရဲ့ပြီးတော့အဲ့ရနေမှာညီမအဲ့မှာမုံဝဲမုံဝဲပြီးတော့ဂျုံနဲ့တက်စီနဲ့ငားပြီးတော့ညီမလိုက်သွားတော့ပြီးတော့ထပ်ပြီးတော့ဖေဖေကိုတခါထပ်ဖမ်းတယ်ညီမတို့နေတဲ့အိမ်ကိုအဲ့လိုမျိုးသူတို့တောင်းဝင်မှအပဘာသူမှမဝင်ရဆိုပြီးတော့ဟိုလိုအနီရောင်ဝါလေး ပြီးတော့ဗာလဲအကြမ်းဖက်ဗရက်နေအိမ်ဘာညာဆိုပြီးတော့အဲ့လိုအနီကျိုးတွေအကုန်ပတ်လိုက်တယ်ပတ်လိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲညီမကိုနောက်ကျောလမ်းနေရနေပေါ့နော်ရန်ကုန်မြို့ကြီးဆိုလမ်းနေလမ်းနေတို့နောက်ကျောလမ်းနေရှိတယ်အဲ့ဒီရနေပဲမောင်လေးကလုံဝမှန်ပလက်ချပြီးတော့ခေါ်သွားပေးပြီးတော့ညီမတီလောဘက်မှာတပတ်လောက်နေနေပြီးညီမကိုအဲ့မှာစီရီယန်ဆရာဝန်မိသားစုအိမ်ကညီမကိုဖွက်ပေးထားတယ်အဲ့ဒီရနေမှာညီမဒီဒီမိုးဆိုတက်လာခဲ့တယ် အဲ့ဒီကနေစပြီးတော့2022ရှစ်လပိုင်းကတည်းကဒီဒီဘောဆိုဒီကရနီနယ်မျိုးစရောက်တာပေါ့အင်းအဲ့ဖေဖေကကြောက်လဲခုနလိုအာအခြေချုပ်ပုံစံမျိုးထားရတဲ့သဘောဖြစ်သွားတာပေါ့ဟာဖေဖေကကြတော့အဲ့လိုမျိုးဘယ်လိုပြောမလဲအစိုးရဝန်ထမ်းလည်းဖြစ်နေတဲ့အတွက်ပေါ့ဖေဖေကသူတို့ဒီလိုမျိုးစစ်ကြောရေးတွေထောင်နေတော့မခေါ်သွားဘူးဖေဖေကအဲ့လိုစေကူတာခွင့်မရှိဘူးညီမလေးတို့စပြီးဖန်တော့ကရှစ်လပိုင်းဖေဖေဆုံးတာဆက်တလပိုင်းဩဂျားနှစ်လပဲဂျားလိုက်တော့နှစ်လသုံးလပဲဂျားလိုက်တယ်ပြီးတော့ အာပြီးတော့နောက်တစ်ခါနောက်တစ်ခုအစိုးဆုံးတစ်ခါညီမခံစားရတာဖေဖေဆုံးတဲ့အချိန်မှာညီမတို့မောင်တို့ရဲ့လုံအောင်သူနောက်ဆုံးအချိန်ကိုမတချိုးနိုင်တဲ့ဘောနော်ပြီးတော့မောင်လေးကတော့အချိန်မှာမထင်မရှားနဲ့နေတော့ဖေဖေအလောင်းတော့သူထုတ်လို့ရတယ်ကိုဖေဖေကိုဘယ်မှာချတော့ဆိုတော့ရန်ကုန်ကြည်စုတောက်တယ်မှာအဲအဲ့ဒီမှာချတယ်အရေခဲတိုက်တွေကထုတ်တဲ့အချိန်ကိုညီမညီမဒီတစ်တလုံးညီမကိုကျွေးပွေးလာတယ်ဖေဖေ မကြည့်လိုက်ရနော်မင်းတို့နမနိပဲမကြည့်လို့ရနော်ဘာသောမောင်လေးကအစင်မပြေဘူးလေအရက်ကွက်တည်းကယာရင်မှုစိတ်အမှုတွေရောအကုန်ပါတယ်ပြီးတော့ဘယ်လင်းဆုံးပြောရင်ဒီခွေးလေးလည်းပါနေရအတွက်အစင်မပြေရအတွက်ညီမဖေးဖေးလေအဲ့လိုမျိုးဒီ VC ပြောရတာကညီမအချိန်အပြည့်ဟာတကြိုးရဲ့အထိနောက်ဆုံးမကြည့်ရဘူးပေါ့အင်းအဲ့လိုမျိုးဖြစ်ခဲ့ ဒါကိုချင်းစားတယ်ပေါ့နော်ပြီးတော့သားသမီးတယောက်အနေနဲ့ကိုရဲ့အကိုအရင်းဖြစ်တဲ့သူကိုလေဒါပြစ်ခတ်ဖန်ဆီးတာကိုလေမျက်စိနဲ့တည့်အကြည့်မြင်ခဲ့ရတယ်ပေါ့နော်ပြီးတော့ကိုအဖေဖြစ်သူကိုလေဟိုနာလုံးကျမကြီးမကောင်းတာတော့မှစိတ်ကူတကွယ်မပြီးဘဲနဲ့တမင်အသက်ဆုံးရှုံးအောင်ထားတဲ့ပုံစံမျိုးပေါ့နော်အဲပြီးတော့ဒါနောက်ဆုံးခီးကိုလေလိုင်းမပို့နိုင်ဘူးဆိုတော့ဒါသားသမီးချင်းဆိုရင်တကယ်ကိုချင်းစားရတယ်ပေါ့နော်အဲဒါမှလည်းအဲ့လိုပေါ့ဒီဖြစ်စဉ်တွေကြောင့်မလို့ပဲ ူတွေနောက်ဆုံးလို့မရတာပေါ့နော်အဓိကတော့အဲကိုဒီအလုပ်ကိုပြီးအောင်လုပ်ရမယ်ဒီဒေါ်လာရင်းမှာတက်နိုင်တော့ပူကြိုးစားရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဆုံးရှုံးမှုတွေကစားထုတ်လို့မရဘူးလေနော်အဲဒီကောင်လေးပြန်ပြီးတော့ကိုပေးဆက်မှရမယ်ပေါ့နော်အဲအဓိကတော့ဒီလိုမျိုးတွေမတော်လန့်ဘူးဆိုလဲဒီလိုဖြစ်စဉ်တွေကတော့ရောက်ရှိနေအောင်ပါပေါ့နော်ချာမောင်နှမတွေဆွေမျိုးတွေမိသားစုတွေဖေမေတွေဆုံးရှုံးလိုက်ရတဲ့ကျေပေါ်ရောပဲတယ်လည်းအများကြီးရှိတယ်ပေါ့နော်အဲကြတော့တဝူးတယောက်ချင်းစီကိုတကယ်ကိုချင်းစားတယ်ဘလိုပဲဖြစ်ဖြစ်အတင်းထားပါပေါ့နော် ပြောင်းကြွားအခုလိုမျိုးအဲမပြိုလဲပဲနဲ့အခုချိန်အထိပါဝင်ပေးနေတဲ့အတွက်လည်းဒီကျေးဇူးတင်တယ်ဗောနော်ပြီးတော့ဒီဥစ္စာတွေကိုကိုယ့်လက်ထံမှာအပြီးဖြတ်နိုင်မှာရနော်ဘာလို့လဲဆိုတော့ဒီနောက်မျိုးဆက်တွေလည်းဒါတွေစက်ခံစားရမအောင်မလိုလားဘူးလေနော်မလိုလားဘူးဟုတ်တယ်အဲကြောင့်အဲဒီဥစ္စာကိုဆက်ပြီးတော့ကြိုးစားကြတာဗောနော်တနေ့ကလာပြီးတော့ကြိုးစားကြတာဗောနော်အာဟိုလည်းအဆင်ပြေမှာပါပြီးတော့ပြေလေခေါင်းရောင်မောင်ရောက်မှာပါဗောနော်တနေ့ဆိုတော့ဒီမိသားစုတွေပြန်ဆုံဖို့ထပ်ပြီးတော့ကြိုးစားကြဗောနော် ကျိုးစားမှလည်းရမှာစရာဘာဖြစ်လို့လဲဆိုတော့ညီမအစားဒီတော်လိုင်းကိုညီမထင်ခဲ့တာပေါ့เนาะညီမတို့ဒီတပိတ်ကာလာတွေအစားတော့လာညီမတို့ထင်တာလာပိုင်းလောက်ပဲညီမတို့ထင်ခဲ့တာလေသူတခါမှလည်းညီမတို့မကြုံဘူးခဲ့ဘူးပါသီးလားဟိုကြားပဲကြားဘူးခဲ့တာပြီးနောက်တစ်ခါနှစ်အတိုင်းတာကြောက်လဲညီမနှစ်နှစ်သုံးနှစ်လောက်လဲညီမပြီးမှထင်တာနောက်ဆုံးညီမတော်လိုင်းကြီးတော်တော်နဲ့မပြီးဘူးလို့ထင်လိုက်တဲ့အချိန်မှာဘာချိန်ပဲချိန်တော့ဆိုညီမအဲ့အပြိုလဲဆုံးချိန်တွေကပြပြဆုံးသွားတယ်ပြီးရင်နောက်ပိုင်းကိုကိုအမိန်ချတဲ့ဟာကို ညီမတီးလိုက်တာကိုကိုဆယ်နှစ်ဆိုပြီးချလိုက်တာအင်းအဲ့အဲ့အချိန်မှာကလည်းညီမစိတ်ထဲမှာဘယ်လိုတည်သွားအောင်ဆိုတော့ငါတို့ဒီဟာလွယ်လွယ်နဲ့တလောက်ပြီးမှမဟုတ်တော့ဘာဆိုကိုကိုချတာကွာဒီဖောက်ခွဲပစ္စည်းဒီတခုတည်းနဲ့မိတာတောင်မှကိုကိုဆယ်နှစ်ဆိုရင်အတိုင်းတာဆိုကြတယ်ညီမတို့ဒီဒေါ်လာရေးကိုသူတို့ဘာဖြစ်အဲ့ဘယ်လောက်ဒီဆွဲမလဲသူတို့ဘက်ကရုံးမှနိုင်တယ်လောက်ရုံးမှမယ်ပြီးရင်ညီမတို့ကအခုမှဖြစ်လာတာ လောက၄နှစ်ကျော်ငါနှစ်သားကာလာလေးပဲရှိသေးတာသူတို့ကညီမတို့ဟိုဘိုးဘွားလက်ထက်ကလေးอ่ะကွာ260 290အတိပြည်သူတွေရဲ့ဘန်နာတွေကိုကုတ်သွေးဆုပ်ပြီးတော့လှုပ်လာတဲ့စစ်တုံးစေးတွေဒါဘာကားလို့ဆိုပို့ပြီးတော့နားလည်မှာပါဒီဒီရဲ့အတိုင်းဝိုင်းနဲ့ကစဉ်သက်လာတာပြီးတော့ပို့ဆိုတာညီမဆိုရင်ညီမမေမေရဲ့တမျိုးလုံးကရေတက်ကဒါညီမရိုင်းရိုင်းပြောရင်အကောင်ကြီးပိုင်းနေရာကြီးပဲအဲ့ဒါကြီးကြောင့်မလို့ဖဖေးရဲ့ ဖေဖေကိုအဲကြောင့်မလို့သူတို့ဒီအချင်းတောင်နဲ့မထဲတာလေအဲ့ဒါကြီးပါတယ်ပြီးရင်အဲ့လိုမျိုးမောင်လေးကတကြိုခွင်းရလိုက်တယ်ပေါ့အဲ့လိုမျိုးပြီးရင်နောက်တစ်တခါအခုလက်ရှိတောင်မှညီမတို့ကကိုကြီးကအခုအရင်အင်းစိန်ထောင်းမှာ2024နှစ်ကုန်ပိုင်းလောက်မှာကိုကြီးကိုတာယောရီထောင်းကိုပြောင်းလိုက်တယ်ဆိုရယ်တင်လဲထက်ကြရတယ်ပြီးတော့ဘိုးဆိုးတာတခုကညီမညီမတို့ကိုကိုလည်းညီမတို့မှာမိသားစုကဒီမောင်နှမ3ယောက်ပဲရှိရတယ်အဲ့ဒီအတွက်ကိုညီမရဲ့ဒါနောက်ဆုံး မိသားစုဆိုတာညီမရဲ့ဒုတိယအဖေလေညီမအကိုဒီညီမတို့နိုင်မှာညီမကိုပုံညီမထောင်ထဲရလည်းပြန်ထုံးနိုင်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးကြီးညီမအဲ့လိုမျိုးကြီးရှိရပြီးရင်ညီမတို့အပွင့်လင်းဆုံးပြောရင်သူတို့နားတယ်ညီမတို့ဒီရဲဘော်တွေတယောက်ကြတိုင်းလဲတယောက်နားတယ်ဆွနာပြောသလိုသူတို့ပြစ်လိုက်တာဟာညီမတို့ခန္ဓာကိုယ်တွေဥကောင်းတွေပဲထိပေးမယ်သူတို့ပြလိုက်တဲ့ကြည်တယ်ညီမတို့တော့ညီမတို့နှလုံးသားကိုထိတယ်ဒါမဲ့ ဒီတွန်လိုင်းကလာမှာတော့စိတ်တွေကတော်တော်ကြီးတော့ဟောဖြစ်တယ်ဆရာတို့ကလည်းဒါအပွင့်လင်းဆုံးပြောရင်ညီမတို့တောင်းဆိုချင်တာတွန်လိုင်းကလာပြီးရင်အရင်ဆုံးညီမတို့ကိုစိတ်ချမ်းသာရေးဆေးရုံအရင်ပို့ပေးစေချင်တာပေါ့နော်အဲအဲ့လိုမျိုးအဒီညီမတို့ကတစ်ခါတစ်ခါကြရဲ့တကယ် trauma ရှိရပေါ့နော်တကယ်ဟိုရှိတယ်အဲ့လိုမျိုးပြီးရင်ပူဆိုးတာမျိုးသမီးတယောက်ဖြစ်တဲ့အတွက်တော်တော်များများကဒီဒီတွန်လိုင်းမှာ အမျိုးသမီးတွေဆိုတာအနည်းဆုံး20%အဲ့လောက်ယာကိန်းတော့လောက်ပဲရှိရလေ80လောက် something လောက်ဆိုတာအမျိုးသားတွေကြီးပဲအဲ့အတွက်လာရောညှိတွေကနေဖို့တွေဟုတ်တယ်ပြီးရင်ဒီလို gender ခွဲခြားမှုတွေမဖြစ်ဖို့တွေပြီးရင်ညီမဒီလိုမျိုး online မှာပါဝင်လာတဲ့အမျိုးသမီးတိုင်းကိုလည်းလုံးဝကွာတကယ် online ထဲမှာစံပြထိုက်တဲ့အမျိုးသမီးတွေလို့အားလုံးညီမဖြစ်စေချင်တယ်။ online ထဲဝင်လာပြီးတော့ဒီတော်ယုံတမိုးမဲ့သွားတဲ့သူတွေမဖြစ်စေချင်ဘူးကော။ အဲ့လိုမျိုးတော့ညီမကိုယ်တိုင်လက်ခံယူထားတဲ့အတွက်ညီမရဲဘော်ရဲရဲမေတိုင်းကိုလည်းညီမအဲ့လိုမျိုးဖြစ်စေခြင်းနဲ့ပြီးတော့လေဒီဒေါ်လာရဲ့အတိုင်းဝိုင်းအဝင်းဝိုင်းနေရပေါ့ညီမတို့ရဲမေတွေပေါ့ဒီလိုမျိုးတွေကိုဂျန်တာမခွဲကြဘဲနဲ့အဲ့လိုမျိုးမျိုးသမီးတွေအားလုံးဒန်တို့အခွင့်အရေးပေးဖို့တွေပြီးရင်သူတို့လုံနိုင်စွမ်းညီမတို့ညာသားဖြစ်ရင်ဒီလိုအမျိုးသားတွေလိုကာယပိုင်းနဲ့ညီမတို့မစွမ်းဆောင်နိုင်ပေမဲ့ညာနာပိုင်းနဲ့ရောဆွာဆိုင်နိုင်တဲ့အနေအထားတွေအများကြီးရှိတယ် ဒါပေမဲ့ညီမဆိုရင်ညီမအပျော်ဆုံးအလုပ်ကဘယ်လိုလဲဆိုတော့ညီမရဲဘော်တို့ဖြည့်ဆည်းပေးနိုင်တဲ့အချိန်ရယ်ပြီးညီမရှေ့တန်းလိုက်ရတဲ့အချိန်ရယ်ညီမအုပ်ကြီးဆိုရင်ဟိုဘက်ကတကယ်ချင်းကိုဆိုင်ဆိုခဏခဏပြောရယ်သူမသိအောင်ရှေတန်းကိုခုတ်ခုတ်လိုက်တာခါပေါင်းမလဲမင်းညားတော့ပြောခံသေးတယ်။ဒါပေမဲ့ဟိုရှေတန်းရောက်ပြီဆိုမှအဲ့ကျမှညီမတို့တွေ့တော့သူပြန်လှုပ်လို့လည်းမရတော့ဘူး။ရန်တော့ပို့ဆိုလည်းပို့ရယ်။အကြည့်ထမ်းမယ်ဆိုလည်းထမ်းမယ်။လှုပ်တော့လှုပ်သေးတော့။လှုပ်တယ်ညီမပြီးခဲ့တဲ့အဘက်ကလည်းညီမအဲ့ဒါစနိုက်ပါတော့ပစ်လိုက်တာအဲ့ဒါ။အဲ့ ပြီးကမှညီမဟိုကဖြစ်ကမှရောက်သွားရဟုတ်လားဟုတ်တယ်အကြာပြင်းလိုက်သည်အကြာသူဘာမှပြောမရတော့ညီမအမြဲတမ်းလိုက်နေကြတခါတခါဆိုအဲညီမတို့ကြောင်းအုပ်တွေဆိုညီမအမြဲတမ်းစူနေကြပါရှည်တမ်းအမြဲတမ်းလိုက်လို့လို့ဒီကအဲ့လိုတော့မသိအောင်တော့မလုပ်စေချင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အကြီးပိုင်းနေရာလဲစိုးရိမ်လို့စိတ်ဖူလို့အဲဒါမျိုးတားဆီးကြတာပါ။အဲ့ဒါပေမဲ့တကယ်လှုပ်ချင်တယ်ဆိုရဲပုံစံမျိုးကဒီလိုမျိုးမဟုတ်ဘဲနဲ့တခြားနည်းလမ်းမျိုးနဲ့ပြစေချင်တယ်ပေါ့နော်။ကျွန်တော်ဘာတွေလုပ်နိုင်လဲ ဘယ်လိုရည်ချင်းနေရှိတယ်အဲ့အတွက်အားကိုးလို့လည်းရတယ်ယုံကြည်လို့လည်းရတယ်ပေါ့နော်စိတ်ပူစရာလည်းမလိုဘူးအဲကိုကိုကာကွယ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်တေချာလေးတို့နားလဲအောင်နားဝင်အောင်ပြောရနေတာဒါကြီးပိုင်းနေရာလည်းခွင့်ပြုမှာပါဘာလို့လဲဆိုတော့အာအခြားနေရာတွေမှာလည်းရှိတယ်တိုက်ပွဲဝင်နေတဲ့ရဲမင်းအများကြီးပဲဟုတ်အရှိကိုလိုက်ချင်လဲဆိုတာလည်းဘကဘာဖြစ်လို့လဲဆိုတော့ညီမအရင်ကထောက်တာဝင်ရောဗန္နာချဝေးရောနှစ်ခုတောင်းဝင်ယူထားတာအဲ့အတွက်ထောက်ဖြစ်တဲ့အတွက်ညီမတို့အရှိမရဲဘော်တွေဟိုအဲ့လိုမျိုးသူတို့ဘာလို့အဲ့လဲအဲ့လိုလုတ်ပေးချင်တာဒါဆိုညီမက အဓိကအဲ့လိုမျိုးတို့အရှိမှာတို့အဲ့လိုလိုအပ်နေရတယ်မလုပ်ပေးနိုင်လို့ရှင်ညီမတို့တောင်းဝန်မကြည့်ဘူးလို့ညီမခံစားတယ်အဲ့လိုမျိုးပြီးရင်အဲ့လိုမျိုးဘာပဲဖြစ်ဖြစ်နောက်ဆုံးကကိုသွားလိုက်တယ်အားပေးလိုက်တယ်ဆိုတို့ပျော်တယ်လေနောက်ဆုံးကိုကဘာပဲဖြစ်ဖြစ်တခုခုပဲတို့တို့စိတ်သက်ခွန်အားတော့၎င်းဒီလိုမျိုးနောက်ဆုံးမုတ်အားမှာအစအဲ့လိုမျိုးကိုလာပြီဆိုတို့ဘာပဲဖြစ်တို့နောက်ရောက်နေဟိုကိုရောက်လာတယ်ငါတို့ ဒီငါတို့ရဲမေရပါဖြစ်ငါတို့နောက်လာကြည့်ရဆိုသူတို့ဝမ်းသာကြရဲ့ဟုတ်ပါဘူးပေါ့အဲ့လိုမျိုးပြီးတော့ပို့ဆိုးတာကျွန်တော်ရဲမေလို့လည်းဘယ်သူမှမမြင်ကြဘူးအဲ့လိုမျိုးဖြစ်နေကျွန်တော်ကိုယ်တိုင်လည်းတခါတခါကြရဲ့အမျိုးသမီးတယောက်လောက်အောင်ကိုယ့်ကိုမထင်တော့ဘူးအများကြီးရှိဟုတ်ဒါကတော့ဒီဒီဒီဘက်မှာကတော့အကုန်လုံးကမောင်နှမတွေညီကိုတွေပေါ့နော် ပြီးတော့အားလုံးကတယောက်တယောက်နားလည်ပြီးသားအဲပြီးရင်ကျွန်တော်ကခုနပြောလို့ပေါ့ခွဲခြားမှုတွေကလည်းမရှိပါဘူးအဓိကတော့အဲ့လိုပေါ့စိတ်ပူတာပေါ့နော်အဲကိုညီမတွေစိတ်ပူတယ်ကိုမတွေစိတ်ပူတယ်ဒါမျိုးပုံစံဒီမလုံနဲ့ငါတို့ပဲလုံလိုက်မယ်ဆိုတော့စိတ်မျိုးတွေကြောင်းမလို့ဒါဒါမျိုးဖြစ်တာပေါ့နော်ဒါပေမဲ့ခုနလိုတန်းတူလုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေတို့လည်းလက်ခံလာပြီဆိုတဲ့ခါကျဒါပါဝင်ရမှာပေါ့နော်ဒါပေမဲ့ခုနလိုမသိဘဲနဲ့တော့မလုံနဲ့တော့ပေါ့နော်မသိဘဲနဲ့